တဲ့တန်ခါကိုဘာလို့ကိုကိုရလဲဖះမှာဘာကျေးဇူးရှိလဲဥစဉ်ဟောခဲ့တာတွေအများကြီးခင်ဗျားတို့နာဘူးလိမ့်မယ်ဒါကဥစဉ်ကိုယ်တိုင်ကိုကအဲ့ဒီအဖြေတွေကိုကိုယ်တိုင်ဒီမိကုန်းတွေကိုမေးတယ်ကိုယ်တိုင်ဒီအဖြေကိုရအောင်ထုတ်အခုလဲသီးခံဆိုတဲ့သကလုံးငင်းငယ်လေးကလေးကကိုကိုတိုင်လဲသုံးခဲ့တယ်သူများကလဲကိုယ်ခဏခဏလာပြောတယ်ပြောပြီးမဲ့ဘာကိုသီးခံရမလဲဆိုတဲ့အဖြေတိတိကျကျအဖေကလည်းပြောမတော်ဘူးအမေကလည်းပြောမတော်ဘူး သီခံလို့သာပြောသွားတာသီခံဆိုတော့သူများကွဆိုချလိုက်လဲခံဟာငုံခံနေမဟုတ်တာလုံးလဲခံမမှန်တာလုံးလဲခံဒါမျိုးသီခံနေပြောတာလားမဟုတ်ဘူးအဲ့လိုမျိုးဆိုရင်ဦးစင်းကဘာဘာလုံးလုံးခံလို့သာသီခံကိုအဓိပ္ပာယ်ဖွင့်ရင်ကျုပ်မှာစောရကတက်ဆရာတွေတပုံရှိရှိတယ်မြတ်စွာဘုရားအလောင်းဝက်မင်းကြားတွေသူတို့ဝက်တွေကိုလာစားနေတဲ့ကြားတွေကိုတတ်ခဲ့တာ ရှင်လေးကိုပြန်တတ်ခဲ့တာမြတ်စွာဘုရားရန်သူကိုတတ်ခဲ့တာတပုံကြီးပဲတိခံဆိုဘာလို့ဒီကိုရိုကြီးကရှောက်တတ်နေသလိုမေးရမှာပေါ့ဟုတ်လားအဲ့တော့မဟုတ်ပမာဏလို့တိခံဒါမျိုးပြောတာလားမဟုတ်ဘူးတဲ့တိခံခြင်းမှာအတိတ်ပဲရှိသောတိခံခြင်းဖြစ်ဖို့လိုအပ်မလို့อ่ะအဲ့တော့တိခံခြင်းနဲ့တိမခံခြင်းတိခံရင်ဘာဖြစ်မလဲတိမခံရင်ဘာဖြစ်မလဲ ဘာကိုသိခံရမှာလဲဘယ်လိုသိခံရမှာလဲဘလောက်ထိသိခံရမှာလဲဆိုတာသိတယ်မသိတယ်သိတယ်ပါဘူးသိတယ်နဲအဲ့တော့ဦးဇင်းတို့အဖြေထုတ်ကြည့်အောင်သိခံဖို့အတွက်ဦးဇင်းတို့မှာဘဝတစ်ခုရလာတဲ့အခါဘဝတန်ဖိုးဆိုတာမရှိဘူးလားရှိပါရဲ့ခုသူတော်ကောင်းတို့ဘာဘဝရထားလဲလူဘဝလူဘဝဘာဘဝလူဘဝလူဘဝသည် တန်ဖိုးမရှိတဲ့ဘဝလားတန်ဖိုးရှိတဲ့ဘဝတန်ဖိုးရှိတဲ့ဘဝဘာလို့တန်ဖိုးရှိရလို့ပြောတော့ဟမ်ဘာလို့တန်ဖိုးရှိတယ်ပြောတော့ရိုးရိုးလေးပြောရင်ဒါကုသိုလ်ကောင်းမှုလုပ်နိုင်လို့ပေါ့အခုတော်တော်ကောင်းတို့မြတ်စွာဘုရားသာသနာနဲ့မတွေ့ဘူးလားတွေ့ပါရဲ့ဗျာသာသနာဘယ်နှရရှိတော့ သာသနာ၃ရပ်ပါလေလည်းပြောကပရိယတိဆိုဘာရောစာပေသင်တာဟုတ်ပြီဘာစာပေတဲ့သင်တယ်ပရိပတ်တိဆိုတာဘာရောကျင့်တာပရိဝေဒဆိုတာကြည်ကြည်ကြည်မေးမေးနဲ့ဘယ်ရှောင်ပြေးကုန်ကြလို့မသိ ရတယ်ဒါသိစေခြင်းလို့နော်အဲ့တော့ဥစဉ်တို့ဗုဒ္ဓဘာသာတွေမှာစကလုံးတစ်လုံးကိုတိကျတဲ့အဖြေတွေနဲ့တိကျတဲ့အဓိပ္ပာယ်တွေကိုစနစ်တကျလေ့လာခဲ့ခြင်းစီးပူးခဲ့ခြင်းသင်ကြားခဲ့ခြင်းမရှိတော့အမေတခုမှအဖြေတွေအများကြီးဖြစ်နေတယ် မိကုန်းကဘလို့မိမိအဖြေဆိုတာတခုတည်းပဲရှိရဟုတ်ပြီနော်အဲ့တော့သာသနာဆိုတာအဆုံးမမြတ်စွာဘုရားရဲ့အဆုံးမတွေကိုအနစ်ချုပ်ကြည့်လိုက်ရင်အပိုင်း၃ပိုင်းဂန္ဓာ၃ခုရှိလို့သာသနာ၃ရက်လို့ပြောခြင်းဖြစ်တယ်အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးမတွေကဘာတွေလဲဘာတွေဆုံးမခဲ့တာလဲဆိုတော့ပိရက၃ပုံကိုခြုံငုံပြီးကြည့်လိုက်တဲ့အခါ သီလရယ်သမာဓိရယ်ပညာရယ်ဆိုပြီးတော့အပိုင်း၃ပိုင်းရဒါကြောင့်သာသနာ၃ရပ်လို့ပြောတာဒီသာသနာ၃ရပ်ကဘာတွေလဲလို့မေးလိုက်ရင်သီလသာသနာသမာဓိသာသနာပညာသာသနာဒီလိုသာဖြေရမယ်ဟုတ်ကလားသာသနာ၃ရပ်ဆိုပရိယပရိပတ်ကိုမဖြေရဘူးမြတ်စွာဘုရားရဲ့အဆုံးအမသာသနာ၃ရပ်ကဘာလဲလို့မေးရင်နှစ်ခုဖြေစရာမလိုဘူးတစ်ခုပဲဖြေရမယ်ဘာလဲ သီလသာသနာတမာတိသာသနာပညာသာသနာသီလနဲ့ပတ်သက်တဲ့သာသနာဆိုတာအဆုံးမတမာတိနဲ့ပတ်သက်တဲ့အဆုံးမပညာနဲ့ပတ်သက်တဲ့အဆုံးမအဆုံးမဘယ်နှရလဲ၃ရက်ခုနကပရိယပရိပပရိဝေဒဆိုတာဘာလဲဆိုတော့ပရိယတ္တိသာသနာဆိုတာသာသနာဆိုတာအဆုံးမအဆုံးမကိုပရိယတ္တိသိအောင်လုပ်ခြင်း စာသင်တာတက်တက်မှတ်မှားနဲ့ပရိယတ်တိဆိုတာသိအောင်လုပ်တာပရိယတ်တိဆိုတာမလုပ်တာသိအောင်လုပ်တာမြတ်စွာဘုရားရဲ့အဆုံးအမကိုဆရာလေးတွေနော်ကျောင်းမှာစာပေသင်အပ်နေတယ်ဘုသူတို့သင်တယ်ဆိုတာဗုဒ္ဓရဲ့အဆုံးအမစာပေတွေကိုသင်နေတာစာနဲ့သင်ပြီးတော့ပဲမှတ်မှတ်ရှင်းတော့စာမရှိဘူးသာသနာနှစ်900အထိစာမရှိဘူးနှုတ်တိုက်ဆောင်ပေးတာနော်မင်းတို့မြတ်စွာဘုရားကပြောတယ်သူများသက်မသက်ရဘူးလေမှတ်မှတ်သူများသက်မသက်ရဘူးလို့မြတ်စွာဘုရားကပြောပါတယ်ဘုရား မြတ်စွာဘုရားကပြောတယ်သူများဥစ္စာမခိုးရဘူးတဲ့မမသူများဥစ္စာမခိုးရဘူးလို့မြတ်စွာဘုရားပြောပါတယ်ဖေ။ဒါလေးကိုနှုတ်တိုင်ဆောင်းလာတာအဲ့ဒီဆောင်းလာတာကိုပရိယတ်တိမြတ်စွာဘုရားအဆုံးအမကိုသိအောင်လုပ်ချင်းဟုတ်လားပရိပတ်တိဆိုတာသိတဲ့တရားအတိုင်းကျင့်ဆောင်တာဘာလို့တားလဲသိတဲ့တရားအတိုင်းကျင့်ဆောင်အဲ့တော့ပရိပတ်တိသာသနာအတိတရားကိုကျင့်ဆောင်ခြင်းမြတ်စွာဘုရားရဲ့အဆုံးအမနဲ့ လျော်ညီအောင်ကျင့်ဆောင်ခြင်းကိုပရိပတ်တိလို့ခေါ်တယ်။အဲ့တော့အဲ့ဒါတွေကဘာတွေလဲဆိုတော့သာသနာထိမ့်သိမ်းစောင့်ရှောက်နေပြန်ပြောကိုယ်တဏ္ဍမှာသာသနာကိန်းကျင်ရင်မြတ်စွာဘုရားရဲ့အဆုံးအမတွေကိုရင်ထဲမှာကိန်းကျင်ရင်တပရိယတ္တိသိအောင်လုပ်ရမယ်ပရိယတ္တိသာသနာဖြင့်မြတ်စွာဘုရားအဆုံးအမသိအောင်လုပ်ပါဟုတ်ပြီနော်နောက်ပရိပတ္တိသာသနာမြတ်စွာဘုရားရဲ့အဆုံးအမကိုကျင့်ဆောင်ခြင်းဖြင့်ကိုယ်တဏ္ဍမှာ ကင်းအောင်လုပ်ပါဟုတ်ပလားပရိဝေဒသာသနာဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမတိုင်းသီလသမာဓိပညာတွေကျင့်ရင်မဲ့ဖို့နိဗ္ဗာန်နေမရဘူးလားမရတယ်ဆိုတာအဲ့သာသနာ၃ရက်ကိုဝင်းထဲမှာထာဝရကင်းအောင်သွားတာကိုပရိဝေဒသာသနာကိုပိုင်ဆိုင်သူတဲ့ဟုတ်ပလားသာသနာပိုင်သွားပြီသာသနာပိုင်ဆိုတာဘွယ်သူယူကိုပြောတာမဟုတ်ဘူးသူယင်ထဲမှာသာသနာတွေကင်းသွားပြီအဓိသီလအဓိစိတ်ဓာအဓိပညာ ဘယ်သူတိုးတယောက်ကမှသူ့ကိုဖျက်ဆီးလို့အပြည့်တယ်ဒုက္ခနာမီးရှို့လိုက်ရင်ခန္ဓာပဲမီးလောင်သွားမယ်သီလမီးလောင်တယ်လို့ရှင်းပါဘူးဂျင်တ်သလားဂျင်ပါဘူးသဘောပေါက်သလားဂျင်ပါဘူးဒါဝင်လို့ခန္ဓာ၅ပါးဒုက္ခသစ္စာချင်းအတူတူခမရတို့ခန္ဓာကျုပ်တို့ခန္ဓာသူ့ပါလားအတုပါလားမြတ်စွာဘုရားရဲ့ခန္ဓာရောအတုပါပဲယဟန္တာရဲ့ခန္ဓာရောအတုပါပဲဒါပေမဲ့မြတ်စွာဘုရားနဲ့ယဟန္တာအရှင်မြတ်တို့ရဲ့ခန္ဓာကိုမိတိကြိုလိုက်တော့ဘာဖြစ်တော့ဓာတ်တော်ကြတယ် ဘောက်ဆိုဒုက္ခန္တာမှာအဓိသီလာအဓိစိတ်တအဓိပညာဆိုတဲ့မဲ့မဲ့ဉာဏ်ဖူဉာဏ်နဲ့တပ်ပညုတဉာဏ်နဲ့ကိန်းအောင်နေတဲ့ခန္ဓာကြီးမို့လို့ဟုတ်ပလားဟဲ့အဲ့တော့အရာဝတ္ထုပစ္စည်းတစ်ခုထဲမှာပဲမစင်နေထည့်ထားတော့သူဟာဘာဖြစ်နေလဲတန်ဖိုးရှိမလားရှိပါပါဘုရားမွေးမလားနမ်းမလားနမ်းပါပါဟုတ်ပြီအဲ့ထဲမှာပဲအလွန်မုံမြတ်တဲ့ ရွှေငွေရတနာနဲ့ပန်းနေထဲထားရင်တန်ဖို့ရောရနံ့ရောအဲ့တော့ခန္ဓာအိမ်ချင်းတူဝိမဲ့အတုပါချင်းတူဝိမဲ့ကိန်းတဲ့တရားချင်းမတူအဲ့တော့ကိန်းတဲ့တရား꽈သွားလို့ခန္ဓာချင်းလဲ꽈သွားတာတန်ဖို့ချင်းမတူတော့ရဟန္တာခန္ဓာပြိဋိဘံဆံတော့ကြတော့ဖူးမြော်ကြီးညိုပူဇော်ကြတော့ကုသိုလ်ရ ပုရုဇဉ်ခန္ဓာကြတော့ပုတ်ပြီးဆွေးသွားတယ်ဘာမှတန်ဖို့မရှိပါဘူး။ကျင်납ပြီလား။မရှိပါဘူး။တဘောပေါက်ပြီလား။မရှိပါဘူး။အဲ့တော့သူ့မှာကိန်းကောင်းတဲ့တရားချင်းမတူတော့ပရိဝေဒဆိုတာသာသနာကိန်းသွားတယ်။မှန်ပြီလား။မှန်ပါဘူး။အဲ့တော့ပရိယပရိပတ်ပရိဝေဒဆိုတာသာသနာပြုနည်းပြောကိုယ်ကိုယ်ကိုသာသနာပြုခြင်းရယ်ပရိယတ္တိသိအောင်လို့ပရိပတ်တိခြင်းပရိဝေဒသာသနာကိန်းအောင်အောင်ကြိုးစားရအောင် သူမသာသနာပြုပေးခြင်းနဲ့သာသနာပြန့်ပွားစေခြင်းနဲ့ဆိုရင်လေ1ပရိယတ်တိသိအောင်လုပ်ပြီး2ပရိပတ်တိအာထုတ်ဖြစ်အောင်တိုက်တွန်းရှင်းသလားနံပါတ်3ပရိဝေဒတရားပိုင်ရှင်နေဖြစ်အောင်ကြိုးစားပေးကြမှာဒါသာသနာပြုတယ်လို့ခေါ်တယ်ရှင်းမလားဒါဖြင့်သာသနာ3ရလို့ဆိုရင်ဘာလို့ဖြစ်မလဲသီလသာသနာသမာဓိသာသနာပညာသာသနာရှင်းသလား အဲ့အဲ့သာသနာ၃ရက်ဒီဘဝရဲ့အနှစ်သာရဘဝရဲ့တန်ဖို့ကိုဘဝတန်ဖို့တတဝါတွေရဲ့ဘဝဆင့်တန်းကိုဘာနဲ့တိုင်းမလဲလို့မေးရင်သီလတမာရီပညာလောကကြီးရဲ့အဆင့်တန်းကိုတိုင်းရင်တော့သီလတမာရီပညာကဲသီလရှိတဲ့လောကနဲ့သီလမရှိတဲ့လောကဘယ်လောကမြင့်မြတ်လဲသီလရှိတဲ့လောကပါအေးအဲ့တော့သီလဆိုတာစီကံကျင့်ဝတ်ကျင့်ဝတ်တိတ်ခါရှိတဲ့တိုင်းပြည်နဲ့တိုက်ခါမရှိတဲ့တိုင်းပြည်ဘယ်တိုင်းပြည်ကတိုးတက်တော့ အေးတို့နိုင်ငံတကာမှာသွားကြည့်တယ်တိုးတက်နေတဲ့တိုင်းပြည်တိုင်းဟာစီကံရှိတယ်စီးရဲနေတဲ့တိုင်းပြည်တိုင်းဟာစီကံမရှိဘူးသဘောပါလားတို့မြန်မာနိုင်ငံချမ်းသာနေတာစီးရဲနေတာစီးရဲပါဘာလို့စီးရဲလဲစီကံမရှိလို့မြန်မာနိုင်ငံသူနိုင်ငံသားမှာတီလာမရှိဘူးတီလာရှိတဲ့လူနဲနေတယ်သဘောပါလားနောက်တမာတိတမာတိဆိုတာ ဥပဒေနိုင်ငံတနိုင်ငံရဲ့နိုင်ငံဥပဒေမြို့တော်မြို့တစ်ခုရဲ့မြို့တော်ဥပဒေအိမ်မာနေတဲ့အိမ်စည်းကမ်းအဲ့ဒီစည်းကမ်းကိုကိုယ့်ကိုကြည်နေတဲ့လူရှိရှိမရှိရှိအရေးယူမဲ့လူရှိရှိမရှိရှိစည်းကမ်းကိုရှေ့တွင်ကကွယ်ရာကစနစ်တကျလိုက်နာကျင့်သုံးတတ်တာကိုတမာတိလို့ခေါ်တယ်ရှင်းလားအဲ့တော့တမာတိမရှိတဲ့နေရာနဲ့တမာတိရှိတဲ့နေရာဘယ်နေရာချမ်းသာလဲ ကဲခုကိုသားသမီးတောင်ရှေ့တယ်တစ်မျိုးကွဲရတစ်မျိုးဆိုစိတ်ချရမလားမရပါဘူးအဲ့ဒါသမာဓိမရှိတဲ့ကောင်ဒီကောင်ငါသိတယ်ငါ့ကိုဟုတ်ကဲ့ဟုတ်ကဲ့အခုသာကောင်းကြိတ်သွားတာကွဲရကြလှုပ်ချင်အောင်လုပ်မှာဆိုရင်ငြိမ်းချမ်းမှုရှိပါမလားမရှိပါဘူးငါသားက तू မလှုပ်ဘူးဆိုရင်လုံးဝမလှုပ်ဘူးလှုပ်မယ်ဆိုရင်ဘယ်သူတားလို့မှမရဘူးငါသားကဒီလိုစိတ်မျိုးရှိတယ်လို့သိထားတော့မလှုပ်ပါဘူးအမေလို့ဂရိပေးထားရင်ဒီကလေးအတွက်နောက်ထပ်စိတ်ပူစရာဟုတ်ပါဘူးဟောသူကသမာဓိရှိတဲ့ပုဂ္ဂိုလ် သဘောပါလားအဲ့တော့တမာတိမရှိတဲ့လူနဲ့တမာရှိတဲ့တမာတိရှိတဲ့လူဘယ်သူကတန်ဖိုးရှိတော့တမာတိရှိတဲ့လူကတန်ဖိုးရှိအေးအဲ့တော့ပညာအကောင်ဆိုအကြောင်းအကျိုးမာမာဝေဖန်ပိုင်းခြားနိုင်စွာရှိတာပညာအဲ့တော့သီလသမာဓိပညာမရှိတဲ့ဘဝနဲ့သီလသမာဓိပညာရှိတဲ့ဘဝဘယ်ဘဝကတန်ဖိုးရှိတော့သီလသမာဓိပညာရှိတဲ့ဘဝကတန်ဖိုးရှိတာကောင်းပြီအဲ့တော့ဘဝတန်ဖိုးကိုဘာနဲ့တိုင်းမလဲလို့မေးရင် ဒါဖြင့်သီလသမာဓိပညာပျက်စီးရင်အဲ့ဒီဘဝသည်အောင်မြင်သောဘဝလားကြာရှုံးသောဘဝလားကြာရှုံးသောဘဝသီလသမာဓိပညာတိုးပွားရင်အောင်မြင်တဲ့ဘဝဟုတ်ပြီနော်အဲ့တော့ခုနကသီခံဆိုတာအခုသူတော်ကောင်းတို့လူဘဝရလာတဲ့ခါလူဘဝကနေလူဘဝထဲအစင့်တိတ်နဲ့ငရေတလိမ့်ဆန်ပြိတ္တာအတူတကယ်ဘဝကိုတွားကျင်လာ နစ်မြုပ်တဲ့ဘဝတွေသွားမလားလွတ်မြောက်တဲ့ဘဝကိုသွားမလားသွားမလားဒါဖြင့်တိုးတက်ကြီးပွားခြင်းသလားဆုတ်ယုတ်ခြင်းသလားကြည်ဝါကျင်တယ်ဆိုရင်သီလသမารိပညာအဆုံးရှုံးခံလို့မရအဲ့တော့အခုဘဝမှာယက်တည်နေတဲ့အခါကျတော့နေ့စဉ်နဲ့မျှကြုံတွေ့နေရတဲ့လောကရန်တရားတွေမရှိဘူးလားရှိပါရဲ့ဗျာ။ကာယေသမီးရေစီးပွားရေလူမှုရေနိုင်ငံရေးတွေမလုပ်ရဘူးလား လောက်တော့အဲ့ဒီမှာအရိုက်အရိုက်ပုတ်အထုတောင်းလောကရံနေမလားဘူးလားအဲ့တော့ယင်ဆိုင်နေရတာလောကရံလောကရံနဲ့ကြုံလာလို့လောကရံအထုတောင်းကြောင့်တီလာပြည့်ရင်ဒီပုဂ္ဂိုလ်ကအောင်မြင်သူလားကြာရှုံးသူလားလောကရံအထုအထုတောင်းကြောင့်တမာတိပြည့်ရင်အောင်မြင်သူလားကြာရှုံးသူလားအဲ့တော့တီလာတမာတိပညာပြည့်ပြီဆိုရင်သူ့ဘဝပြည့်ပြီသူ့ဘဝဟာအောင်မြင်သူလို့ပြောလို့မရတော့ဒါဖြစ်ရင်ဦးဇင်းတို့တော်ကောင်းတို့ကဘဝမှာ ဘာဆုံးရှုံးရမှာအကြောက်အဆုံးလားသီလသမာဓိအဲ့တော့ဥစ္စာဒနာနဲ့သီလသမာဓိပညာရွေးပါဆိုရင်ဘာကိုယူမလဲသီလသမာဓိပညာကျင်းတဲ့နော်အဲ့တော့လောကဏနဲ့ဂျုံတိုင်းဂျုံတိုင်းမှာဘာဖြစ်တတ်တုံးမေးကြည့်တော့လောကဏထုထောင်းလာပြီဆိုရင်ခန္ဓာရည်မရှိတဲ့ပုံကိုယ်တွေကသီလပြက်လာတယ်သမာဓိပြက်လာတယ်ပညာပြက်လာတယ်သီလသမာဓိပညာပြက်ပြီဆိုရင်ဒီပုံကိုယ်ဘဝဟာ ကြာရှုံးပြီရှင်းတယ်နော်ကောင်းပြီဒီတော့တကယ်ရင်ဆိုင်သီးခံရမှာကလောကရရင်ဆိုင်သီးခံရမှာကလောကရသီးခံရမှာလောကရဘယ်လိုသီးခံရမလဲမို့ဆိုတော့မင်းရင်သီလတမာတိပညာမပြည့်စည်အောင်သီးခံရပြောအခုခမရတို့ဘာဘဝရောက်နေလူဘဝလူဘဝအဲ့တော့လူဘဝဆိုရင်လူဘဝကျင့်ဝတ်စည်းကမ်းတွေ လိုက်နာဖို့လိုအပ်မလိုအပ်ကဲလူမှန်ရင်အ ਨੇ ဆုံးဘဏ္ဍပါသီလမြဲရငါးပါးသီလလောက်မှကိုတဝန်တစ်ခါအတွက်မမြဲနိုင်တော့ဘူးဆိုရင်ဒီပုဂ္ဂိုလ်ဘဝဟာအောင်မြင်ပြီလားကြာရှုံးလားဒါပြန်သီးခံနိုင်လို့လားမခံနိုင်လို့လားအဲ့တော့သီးခံဆိုတာလောကဓာတ်ကိုသီးခံငတ်ချင်သလောက်ငတ်ပါစေသီလမပြတ်ပါစေနဲ့ဟုတ်လားမွဲချင်သလောက်မွဲပါစေသီလ မပြတ်ပါစေနဲ့ယာဒူးပြုတ်ခြင်းပြုတ်သွားပါစေယာဒူးနဲ့ယာဒူးဌာဏန္တရနဲ့သီလဘယ်ဟာအရေးကြီးတို့သီလအရေးကြီးပါဗျာအဲသိကြပါလေဒီထက်မှဝန်ထမ်းတယောက်မှမပါဘူးဝန်ထမ်းနေမေးလိုက်ရင်တို့ကယာဒူးကအရေးကြီးတယ်သီလအရေးမကြီးဘူးကိုသီလအပြည့်ခံပြီးအထက်ဖားအောက်ဖိနဲ့လှုပ်သွားရအောင်လို့မရှိဘူးလားရှိပါဘူး94နှစ်